ကိုဝေထားတဲ့ ქვენ က90ရာခိုင်နှုန်း80ရာခိုင်နှုန်းတချို့ဆို90ရာခိုင်နှုန်းလောက်အထိထိုးကြနေပြီဒီအချိန်မှာ crypto လောကရဲ့နာမည်ကြီးဆန်ဖို့ဖြစ်တဲ့ hold လောက်တာကြီးကိုပဲဆက်လုပ်နေတင်လားဒါမှမဟုတ်အရှုံးခံပြီးတော့ရောင်းထုတ်လိုက်တင်ပြီလားဒါက trader တော်တော်များများအတွက်အခက်အခဲဆုံးဆုံးဖြတ်ချက်တစ်ခုပါ ဟောလို့တာက အမြဲတမ်းအပြည့်မှန်ဖြစ်နိုင်မှာမလားဆိုတာကိုဒီဗီဒီယိုမှာသေချာခွဲခြားစိတ်ထားကြည့်ကြပါမယ်။ဟောဆိုတာဘာလဲ။ဒါက HOLT ဆိုတာကိုဇာလုံးမောင်းမာယာကနေခင်လာတဲ့ crypto main စကားလုံးတစ်ခုပါ။သူ့ရဲ့အထိပ္ပယ်ကတော့ဈေးဘလောက်ပဲတက်တက်ဘလောက်ပဲကျကျကိုယ့်ရဲ့ coin ကိုလုံးဝမရှောင်ပဲနဲ့အရှိအတွက်ခြင်ထားတာကိုဆိုလိုတာပါ။အထူးသဖြင့် Bitcoin လိုမျိုးလုံးဝကိုခိုင်မာတဲ့ access တွေမှာဒီ strategy ကနှစ်ပေါင်းများစွာအလုပ်ခက်ခဲတာတွေအများ ားကြီးရှိပါတယ်။ဒါပေမဲ့ပြဿနာကပြီးကွင်မဟုတ်တဲ့တခြား off line နဲ့အထူးသဖြင့်ကိုရှုံးနေတဲ့ gain တွေမှာလည်းဒီ whole strategy ကိုမျက်စိမိတ်တုံလို့ရလားဆိုတာပါပဲ။သူအများစုက ကိုရှုံးနေတဲ့ gain ကိုမရောက်နိုင်ကြပါဘူး။ဘာလို့လဲဆိုတော့ set calls policy လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာထောင်ချောက်ထဲရောက်သွားလို့ပါ set calls policy ကကြတော့ကိုရင်းနှီးထားတဲ့အချိန်တွေပတ်စံတွေအလကားမဖြစ်သွားအောင်လို့မှားနေမှသိရတဲ့အဲ့ဒီအမားကိုဆက်ပြီးတော့လုပ်နေတာမျိုးပါ ဒါကဘယ်လိုမျိုးလဲဆိုတော့ငါကဒီကွာကိုဒေါ်လာ1000ဘူးဝယ်ထားတာအခုဒေါ်လာ200ပဲပြန်ကြံတော့တယ် ဒေါ်လာ200ပဲဆိုတော့လေထားလိုက်ပါတော့တနေ့နေ့မှပြန်တက်လာမှာပါဆိုပြီးတော့ပြစ်ထားလိုက်တာမျိုးပါပဲဒီလိုလို့ချင်းရဲ့အကြီးမားဆုံးပြဿနာက opportunity cost ပါအခွင့်အလမ်းကုန်ကြစရိတ်ပေါ့ဆိုလိုတာက900ရဲ့ဒေါ်လာ200ကဒီ debt ဖြစ်သွားတဲ့ project တွေမှာနှစ်ပေါင်းများစွာပြင်မိနေတဲ့အချိန်မှာတခြားတကယ်ကောင်းတဲ့ project အသစ်တွေမှာရှင်နေမြုံနှံခွင့်ကိုကိုကလန်လွတ်လိုက်ရတာပါပဲဒါဆိုဘယ်အချိန်မှလုံးဝမဟုတ်တင်တော့ဘူးလေအခုပြောမယ့်အချက်တွေနဲ့ကိုက်ညီနေပြီဆိုရင်တော့ဒီကွန်ကို whole ုံမဲ့အစားရောင်းထုတ်ပြီးတော့ capital gain ရအောင်ယူလိုက်တာကပူပြီးတော့ပညာရှိရာရောက်ပါတယ်။အမတင် project ကတည်သွားပြီးသူတို့ရဲ့တရားဝင် Twitter, Telegram, Discord တွေမှာ update တွေလုံးဝမရှိတော့ဘူး။ website ကဝင်လို့မရတော့ဘူး။ founder တွေ developer တွေကပျောက်သွားပြီးဒါကို red pool လို့လည်းခေါ်ပါတယ်။ number 1 fundamental တွေပြည့်စုံသွားပြီးကိုယ်ဝေတော့ကယုံကြည်ခဲ့ရတဲ့အကြောင်းပြချက်ဥပမာ game file အကြီးစားကြီးလုပ်မယ်ဆိုပြီးတော့ဝယ်ထားတာအခု game ကထွက်လည်မလာဘူးကစားတဲ့သူလည်းတရားမှမရှိဖြစ်နေတာမျိုးပါနောက်ပြီးတော့သူ့ရဲ့ utility ဆိုရဲအသုံးဝင်မှုကတခြား project တွေနဲ့ရှင်ရင်ဘာမှမဟုတ်တော့တာမျိုးပါ။နံပါတ်3 community မရှိတော့ဘူး။အရင်ကဆွေးနွေးရင်းခုံမှုတွေနဲ့စီကားနေတဲ့ Telegram group ဒါမှမဟုတ် Discord group ကြီးကအခုဆိုလို့ရှိရင် one month scan project တို့ဒီလိုစာရဲနဲ့ပဲပြည့်နေပြီဆိုရင်တော့ဒါက anti-sick နဲ့ပါပဲ။ ဒါဆိုဘယ်အချိန်မှာဟောလို့တာကအတိတ်ပဲရှိသေးလဲတကယ်လို့ကိုယ့်ရဲ့ quiet ကခုနကအချက်တွေနဲ့မကန့်နေပဲနဲ့ဒီအချက်တွေနဲ့ကန့်နေနေသေးတယ်ဆိုရင်တော့ဟောလို့တာကအကျိုးရှိနိုင်မှာသေးတယ်နံပါတ်၁ strong fundamentals project ကအခုထိအလုပ်ဆက်လုပ်နေတော့ပဲ developer တွေက update တွေစတိုက်တင်ပေးနေတယ် white paper မှာပြောထားတဲ့အတိုင်း roadmap ပေါ်မှာဆက်ရှိနေသေးတယ်နံပါတ်၂ bell market ကြောင့်ကြတာ ကိုကွိုင်းတစ်ခုရဲကြာနေတာမဟုတ်ပဲနဲ့ Bitcoin, Ethereum အပါအဝင်ဈေးကွက်ကြီးတစ်ခုလုံးက bear market တဲရောက်နေလို့လိုက်ကြနေတာမျိုးပါဒီလိုအချိန်ကအစ်ရှင်နိုင်သူတွေအတွက်အချိန်ကောင်းပါပဲနံပါတ်3 community ကတမာရောဈေးကျနေတယ်ဆိုပေမဲ့ community က project ကိုအကောင့်မြင်နေတော့ developer တွေက support လုပ်နေတော့မဲ့ဆိုရင်တော့ဒါကလက္ခဏာကောင်းပါအထောက်အနေနဲ့ဘယ်လိုဆုံးဖြတ်မလဲ ရှုံးနေတဲ့ coin ကင်ထားတဲ့သူတွေအတွက်အကြံပေးချင်တာကတော့စိတ်ကန်စားမှုနဲ့မစုံဖြတ်ဖဲနဲ့ data အချက်လန်းနယ်ပဲစုံဖြတ်ပါကိုကုကိုလည်းဒီမေးခွန်းတွေကိုကြံပေးကြည့်ပါဒီ project ရဲ့အခြေအနေမှန်ကိုငါသိရလားငါကအရင်တန်ရဖို့ပဲမျှော်လင့်နေတာလားဒါမှမဟုတ် project ကတကယ်ပြန်လာနိုင်မယ်လို့ယုံကြည်တာလား ပြီးတော့အရေးအကြီးဆုံးမိကုံးကတော့အခုလက်ထဲမှာဒီပန်ကိုကင်မထားဘူးဆိုရင်ဒီဈေးနဲ့ရောငါဖျက်ဝဲအုံးမလားဆိုရက်မိကုံးမှာဒီမိကုံးရဲ့အဖြေက no မဝယ်တော့ဘူးဆိုရင်တော့ကိုယ့်ရဲ့ capital ကိုငြင်းငြင်းပြန်ထုတ်ပြီးတော့နောက်ထပ်အခွင့်အလမ်းတွေကိုရှာဖွေဖို့အချိန်တန်ပါပြီ whole ဆိုတာကအင်အားကြီးတဲ့ strategy တစ်ခုမှန်ပေမဲ့ရှစ်ကွိုင်းတွေအတွက်တော့လုံးဝမဟုတ်ပါဘူး project ကောက်တွေ hold ထားတာကချမ်းသာစေနိုင်ပြီးတော့ project တွေကို hold တာကတော့တခြားသူတွေထွက်ရဖို့ကိုယ့်ရဲ့ exist liquidity ဆိုတဲ့ trap တစ်ခုကိုလုပ်ပေးလိုက်တာနဲ့အတူတူပါပဲ တကယ်လို့ကိုက crypto trading ကိုစိတ်ဝင်စားပြီးတော့ crypto trade ဖို့အတွက် exchange အကောင့်တခုမရှိသေးဘူးဆိုရင်တော့ကမ္ဘာပေါ်မှာလူသုံးအများဆုံး exchange ဖြစ်တဲ့ Binance ရဲ့ account ကိုအခုကြာလာတဲ့ crypto market on Forex ကိုသုံးပြီးတော့ဖွင့်ထားလို့ရပါတယ်။ဒီကောင်နဲ့ဖွင့်ထားတဲ့ account ဆိုရင် Binance ပေါ်မှာ trading လို့တိုင်ပေးရတဲ့ trading fees ရဲ့20%ကိုတသက်သား discount ရမှာဖြစ်ပြီးတော့ crypto mate ဘက်ကနေပြီးတော့ကုန် user တွေအတွက်တည်တံ့လို့ပေးထားတဲ့ VIP group ကိုလည်းဝင်ခွင့်ရအောင်မှာဖြစ်ပါတယ်။ဒီ group မှာဆိုလို့ရှိရင် pro trader တွေကိုရိုင်းတင်ပေးနေတဲ့ ် market analysis တွေ trading signal တွေနဲ့ up to date news တွေကိုအချိန်နဲ့တပြေးညီဖတ်လို့ရအောင်မှာဖြစ်ပါတယ်ဒီ group ကအခကြေးငွေနဲ့လုံးဝလုံးဝဝင်ခွင့်မရှိပါဘူးနောက်ပြီးတော့ crypto mate ဘက်ကနေပြီးတော့လစဉ်လတိုင်းလုပ်ပေးနေတဲ့ campaign တွေက reward တွေကိုလည်း go user တွေအနေနဲ့သီးသန့်ထပ်ရနိုင်မှသေးတယ်။ဆိုတော့ Binance account မဖွင့်ရသေးဘူးဆိုရင်ဒီလိုမျိုးအခွင့်အရေးကောင်းတွေမလွတ်တော့အောင် crypto mate ရဲ့ account ကိုသုံးပြီးတော့ဖွင့်ဖို့မမေ့ပါနဲ့နော်။ ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ crypto မိတ်ပါနောက် video မှာပြန်တွေ့ရပါ